ရာဇသိမ့်ကြံတဲ့တိုက်စင်များဤကြီးကြီးကြားကြားအော်တန်းမြင်းဟီတန်းများနဲ့အတူငင်းရောကိုကျက်ဝုတ်ရဲမှန်များဤဟေးဟေးညာတန်တို့ကြောင့်မောကုတ်ဆောင်းဝိုင်းအနားရည်သည်ပင်တိမ့်တိမ့်လှုပ်ခါနေသည်ဟုထင်ရသည်ဤစင်မြပင်ဖြစ်ပေါ်ရာမုဒ္ဓမဟုလည်းတိလိုက်သည်မောဓမာနီဝင်းကျင်ကျေးစွန်ရွာလက်များရှိပြိုပြက်နေသောတဲ့အိတ်များတွင်လူတယောက်မျှမရှိခြေတမဒေသခံလူများအလုံးတို့သည်အမြင်ပိုင်းတောင်ထိပ်မြို့စီသို့သာရောက်နေကြသည် ဒေါက်တာမြို့ဓမ္မသည်အရက်လေးမျက်နှာစလုံးမှာပဲထထသောတက်များ၏ဝမ်းရံပိတ်ဆို့ထားခြင်းကိုခံနေရသည်ဝမ်းရံပိတ်ဆို့ထားသောတက်များကပကံတက်များဖြစ်လေသည်လက်ခံတက်လုံးတီကပပဝင်းရံနေသောတက်များအတွင်မင်းညိုကြီးတစည်းဖြင့်မနာတန်လှဲ့လည်နေသူတစ်ယောက်သူအသက်60ကျော်ပြီဟုထင်ရှားသိသာ၏သူပင်မနှောင်းနေနေပြီဆိုတာကိုလည်းတိုင်းသားမြင်နေရသည်အမတ်ကြီးခမရမတ်ကြီးတိတ်ပင်မနှေးနေပါပြီ အသက်အရွယ်နဲ့အမှုတော်မကိုက်ညီတော်ဘူးဟုခိ၍တတိပေးမိသည်သို့သောမုဒ္ဓမာတိုက်ပွဲပြီးလင်းသူမစ္စဂိရိခြားနာထောင်ထားမှုအပီးစီမရောက်သည်များပကံတို့မပြန်ပြီးဟုသူ့ဘရင်ကိုသူလျှောက်ခဲ့သည်လွန်ခဲ့သောဝရိယဖြင့်သူနေညာမှုတော်ထမ်းသည်အသက်62နှစ်ရှိပြီဖြစ်သောကြောင့်အဋ္ဌိယပုတ်ပြက်၍ဝမ်းသွေးကြလေတမားတို့ကိုကုသေးတော်လဲမလို့ဒလာမျိုးတို့ရောက်လင်ကျမကုန်ဤဟူသော ရာဇဝင်လာစာပိုက်ကိုအတိအကျမှတ်မိနေကသူ့ကိုဟန်တားဖို့ကြိုးစားမိသည်ဗုဒ္ဓမအရေးမြစ်စဂိရိအရေးတို့ပြီးပြေခဲ့ပြီပြင်းစွာနာမကျန်းရှိသောအမတ်ကြီးဒလမြို့သို့ရောက်လာသည်သွေးဆုပ်ဖြောတော်သောမျက်နှာပြင်ထက်ကဇရာနှင့်ဖျားရိတ်တို့၏အရေးအကြောင်းများကိုဤကတ်စွာတွေ့လိုက်ရသည်ဖျားဖျားအဲ့ဒီအရေးအကြောင်းတွေဟာပန်းပြားပင်တို့လိုဖြစ်နေကြပါလားနောင်ဆုံးတခဏစီသို့တိုးချင်းလာနေသည့်ထအောင်နှိမ့်မြင်ရင်အောင်သည့် ဒလမြေပြင်ပေါ်မှလှိုင်းတွေလိုဖြစ်နေကြပါလားလေပြင်းတစ်ချက်တီးစွာတိုးဆောင်သည်ကြီးမားသောသစ်ပင်ကြီးတစ်ပင် ဖြစ်ဖြစ်မိကထပ်ပိုင်းကျိုးလျက်မြစ်ထဲမျောပါသွားသည် အမတ်ကြီးရာဇတင်းကြံကန်ကုန်သွားခဲ့ပြီကျွန်းသားကိုပန်းပြပင်ခမ်းမြမလိမ့်ပါကြီးသစ်ပင်ကြီးကဲ့သို့ကျင့်၍ဤသို့ဖြစ်ရချေသည် ဆိုတဲ့အမတ်ကြီးရဲ့တခါကတန်ဝေကစကားဟာခုလိုဏီကုန်းမျိုးကိုဆိုလိုတာလား ဂျေကွဲစွာပောက်ကွဲသောကွဲအပ်သည့်အတံကိုထိမ့်ချုပ်ဖို့မကြိုးစားတော့ဘဲနှုတ်မှခွင့်ထုတ်လိုက်မိသည်ကျွန်တော်စာရေးဆရာတယောက်ပါ1362ခုနှစ်ကလာလာပါအမကြီးအနည်း900ကျော်800နီးပါးရှိပါကဘောမင်းဘာကြောင့်များဒီလောက်ဝေးတဲ့ကာလခရီးကို ဖြတ်လာခဲ့တာလဲအမကြီးနဲ့စကားပြောချင်လို့ပါကျွန်တော်လို့ကျွန်တော်တုံးမိတာအတုံးမတင်ရင်ခွင့်လို့ပါအမကြီးကိစ္စမရှိပါဘူးစကလုံးတုံးနှုံးမသိညော်ဖြစ်ကြတဲ့ကိစ္စတွေကိုငါကောင်းကောင်းကြည့်သိပါတယ် ရာတိဟပဋိပယင်လဲဒီလိုဖြစ်ခဲ့တာပဲငါလဲဖြစ်ခဲ့တာပဲလေပြင်းတွေဝေါ်ဝေါ်တိုက်တပင်ကြီးတွေတုံးမုံကျိုးနေသည့်ရှင်ညံသောအတန်များနှင့်အတူမိမိတို့ဤအတန်များလဲကျဲလောင်မြည်ဟီးနေကြသည် မင်းဘကြောင့်မင်းကာလာမင်းမနေပဲငါကာလာစီကိုလာရတာလဲကျွန်းသားကိုပန်းပြားပင်ခန်းများမလိမ္မာကြီးတပင်ကြီးကဲ့သို့ကြင့်၍ဤသို့ဖြစ်ရကြသည်ဆိုတဲ့အမတ်ကြီးရဲ့စကားတန်ဝေကဟာကျွန်ုပ်ယင်ထဲမှာရှင်ညံမြည်ဟီးနေလို့ပါအမတ်ကြီး ။ဟောဒါကိုမင်းရင်တည်းမရှင်းမလင်းခံစားနေရတယ်ပေါ့။စကားတန်ဝေဟဲ့လား။ထားပါတော့ဒီစကားကိုငါပြောတာဘာကြောင့်ဆိုတာကောမင်းသိရလား။မမကြီးခမရယာစသိန်းချံပညာရှံပကံပြီလုံးကဲလို့ကျွန်တော်တို့အန်ကာယံတပ်ပုံမှာတင်ခဲ့ရပါတယ်။618ခုနှစ်မှာနရတိဟပတိမေပကံထီနံယာစပလင်ပေါ်ရောက်အောင်မကြီးပြုလုပ်ပေးခဲ့တာကိုလည်းကျွန်တော်တို့အားလုံးသိကြပါတယ်။ဤကွယ်ဆက်ပြောပါဦး။ ဦးဇနာမင်းကြီးဟာစင်ကောက်ရာမှာဆင်ထိလို့အနှိမ့်ဆရောက်ခဲ့ပါတယ်။ဒီခါမှာတားတော်ကြီးတေဟသူကမင်းပြုဖို့နန်းတက်တဲ့အခါအမတ်ကြီးကပဲဂျေဆုံရွာဖျားမှာကံတော်ကုန်ခဲ့တဲ့ဘရင်ရဲ့တင်းချိုင်းတော်စီမူးမတ်ကလင်တန်ပြင်းများကိုဥမတိုက်ရသေးလို့ဥတိုက်ပြရစေအောင်လို့ပြန်လာမှဗိသိက်ခံပါလို့ရှောက်ခဲ့ပါတယ်။အေးဆက်ပြောပါ။ဘရင်ကံတော်ကုန်တဲ့နေရာမှာမူးမတ်အပေါင်းစုံကြီးစုဝေးမိကြတဲ့အခါမှာ ီဟတ်သူရဲ့မြတ်တော်မှန်ကြီးပေါ်မြူစုပြင်းပုံတွေကိုအမတ်ကြီးက ရှင်းပြခဲ့တယ်။ဒူလာတာဖယ်မပေးပြီလို့အမတ်ကြီးရဲ့ဖြင်လက်ပေါ်ကွန်ဒရီထွေးချခဲ့တယ်။ကွန်ဒရီထွေးဖြင်ကိုအမတ်ကြီးကန်တင်းထဲမှာတင်ထားခဲ့ပြီးထုတ်ပြခဲ့တယ်။ပြီးတော့မင်းမဖြစ်မိကဒီလိုရှိနေရင်မင်းဖြစ်ပြီးတကားငါတို့ဘလို့နေရမလဲဆိုပြီးအမတ်ကြီးဥဆောင်ပြီးတော့ဒီဟတ်သူကိုဖမ်းဒါတော့ငါမင်းခွေးချစ်ကိုနန်းတင်ပေးခဲ့တာပါလေမင်းပြောတာမှန်ပါလေဆက်ပါဦး အမတ်ကြီးရဲ့ဖြင်လက်ကိုတိဟက်သူကကွန်ဒရီထွေးပြီးလကြခင်မှာပဲမင်းခွေကြီးကဟိုကျွန်ုပ်ကိုမဆပါလို့ဆိုခဲ့ပါတယ်အဲ့ဒီကလေးကအမတ်ကြီးကလည်းအရှင်သားဖို့သားလို့ဂရိထားခဲ့ပါတယ်ဂရိတိုင်းလည်းမင်းဖြစ်စေခဲ့ပါတယ်ထို့နောက်မင်းခွေကြီးသည်နရတိဟပရိဘွဲမီနှင့်ဘရင်ဖြစ်လာသည်တွင်အမတ်ကြီးကိုမေ့လျှော့နေခဲ့၍အမတ်ကြီးနှလုံးနာကြီးစွာနှင့်သူပကံပဲ့ဆောင်၍အခစားဝင်ကုန်ဘရင်ကမေ့သောအခါပန်းမိုးတဲ့တားမြေများသူကောင်းဖြစ်၍ ပန်းပုတ်မိသူမရှိပါသဖြင့်ပကံပဲ့ဖြင့်စားရသည်ဟုရှောက်ပုံမြေသာရွာသူပန်းပုတ်တဲ့မိခင်မမွေးဖွားသောနရတိယပတိလဲနာကြီး၍ဂူထုတ်တင်သောညံကိုဂူထုတ်ပြီးလင် ဖြတ်မှဂူထုတ်တင်တယ်မည်ဟုဆိုကားစီးတိမ်မှနှုတ်၍ဒလာတို့ပို့ပုံများကိုတစ်ဆက်သေးပင်ပြောမိတော်သည်ဒလာအပို့ခံရစဉ်ခကြီးမလေးပင်းကြလို့တပင်ကြီးတွေတဖြောင်းဖြောင်းကျိုးဗန်းများပင်တွေကမကျိုးမပဲ့ရိမ့်နှဲလို့သာရှိနေတာကို မြင်တဲ့အခါအမတ်ကြီးက ငါပန်းပြမယ်လို့မကြင့်တပင်ကြီးလို့ကြင့်လို့ဒီလိုဖြစ်ရလေတယ်လို့စကားတန်ဝေကယူပါတယ်ဒီစကားဟာအမတ်ကြီးအနေနဲ့တော့ပါတော့လူကလေးရဲ့တပင်ကြီးဟာခုတော့တကယ်ပဲကျိုးပြက်လဲကျသွားခဲ့ပါပြီအမတ်ကြီးရာစတင်းကြံရဲ့တုံရင်နှိုက်ခါတော့အတန်ဆုံးဝဲလေပြင်းသည့်ရုတ်တရက်ငြိမ်ကျသွားလေသည် ရာစတင်းကြံကဲတူသောအမတ်ကြီးတစ်ပါးအားဤမြလှိုက်လဲပောက်ပွဲစွာဒရက်ဆက်ပြောမိလေသောမိမိကိုမိမိလဲမကျင်မနှက်ဖြစ်ဖို့တတိယလာသည် တိတ်ကိုမှားခဲ့ကြတဲ့ပထမအကြောင်းကိုကျွန်ုပ်ပြောပြခြင်းနဲ့လူကလေးတိတ်ဆိတ်စွာပဲနားဆွင့်လိုက်သည်ဒီရသူကိုဖယ်ရှားပြီးမင်းခွေးကြီးကိုနန်းတင်ဖို့ဒလတင်းချိုင်းပေါ်မှာကျွန်ုပ်ဥဆောင်စီဝေးခဲ့တဲ့အချိန်ဟာပထမအမားရဲ့ကာလအဆဖြစ်တယ်ကျွန်တော်နားမလည်နိုင်ပါဘူးအမကြီးခင်ဗျာတို့များအားလုံးစန္ဒာဒေါသဘယာမောဟအဂတိလေးပါးစလုံးနဲ့ဆွန်ထင်ကြီးပေခဲ့ကြတယ်လေမရွေးတဲ့မင်းခွေးကြီးကိုနန်းတင်ပေးမယ်ဆိုတာစန္ဒာဂရိ တိခသူဘောသူ့ရဲ့ဂွန်ဒရေကြောင့်အမျက်ပိုမိတာဒေါသကလေးအမျက်မှန်ကြီးတဲ့တိခသူမင်းဖြစ်လာရင်ဆိုတဲ့အတွေးကဘယာကတိဘဂတိအခြေအနေများပေါ်ရိုးရှင်းစွာမမြင်တာကမောဟကလေးဟွန်းဇာကရေကအခရီ၄ပါးနဲ့ဆခဲ့ကြတယ်ဒပင်ကြီးနဲ့ပန်းများပဲအကြောင်းကိုကြားရမည်ဟုမျှော်လင့်ထားသောမိမိကနှုတ်ဆွန်သွားလေသည်ဒုရီအမားကတော့ရာဒီယာပတိမင်းကိုကျွန်ုပ်ကမင်းခွေချေအဖြစ်ဆက်ဆံလိုက်မိခြင်းပဲလူကလေးပြောတဲ့စကားထဲမှာ ယာဇသင်္ကြန်ပညာရှံပကံပြည်လုံးကဲဟုတ်လားဟင်းပညာရှိတယ်ပဲဆိုပါတော့လေသို့တော့တတိဖြစ်ခဲ့တဲ့ပညာရှိမြေကမ်းစီတို့အမတ်ကြီးငေးမြော်ဤအပိုင်းပိုင်းပြက်ပြက်တစ်ပင်ကြီးများကို ကြည်နေသည်ဟုခင်သည်တတိယအမားကတော့စကလုံးအုံနှုံးပါပဲလူကလေးခမဘလို့စကလုံးအုံနှုံးပါလဲတစ်ပင်ကြီးလို့ကျင့်ပန်းပြားပင်လို့မကျင့်လို့ငါဒီလိုဖြစ်ရလေတဲ့ဆိုတဲ့မင်းတို့မှတ်သားထားသလို့ ရှင်စစ်ကတော့တန်ဝေကစကားမဟုတ်ဘူးအဲ့ဒါနောင်တစကားခမညာနောင်နာရခြင်းနဲ့တန်ဝေကရခြင်းဟာလုံးဝခြားနားတဲ့လူကလေးနောင်နာဆိုတာမပြုတ်တဲ့မပြုတ်အပ်တဲ့ကိစ္စတရက်အတွက်အပြူမပြောမဖြစ်သွားလို့ငါပြုတ်မိလေခြင်းငါမားပြီဆိုတဲ့မတတ်မတာစိတ်ဖြစ်စဉ်နောင်တစ်မျိုးကပြုတ်တင်ပါလေမပြုတ်မိလို့လက်လွတ်ဆုံးရှုံးသွားလို့ငါမပြုတ်မိလေခြင်းဆိုတဲ့ပူပင်တော့ကစိတ်အစဉ်အာဟုတုတရားတွေကဒေါတာမနုဿဝေဒနာ ဒါဒါဖြစ်တန်ဝေကားကောတန်ဆိုတာပေါင်းစုခြင်းတူတကွဖြစ်ခြင်းဝေကားဆိုတာအချိန်အဟုန်တန်ဝေကားဖြစ်ခြင်းဆိုတာပစ္စုပန်ဆက်ဆက်အိုနာတေဝိဒုက္ခတို့ကိုတည်မြင်လိုပဲဖြစ်ဖြစ်အတိတ်ဝိဒုက္ခတို့ကိုတည်မြင်လိုပဲဖြစ်ဖြစ်အချိန်အဟုန်ပြင်းစွာနဲ့နှလုံးသားထဲဓာတ်ရိုက်ထွင်းပေါက်ရောက်ရှိသွားတဲ့အတိညာဖြစ်စဉ်ကျွန်တော်ဒီလိုမခွဲခြားအေးမတိခဲကြလို့ပေါ့ကွယ် ျွန်တော်လည်းညာစာတင်းကြပညာရှမ်းဆိုပေမဲ့မတိခဲ့လို့ပေါ့ထီရနိုင်ရီတွေနဲ့ထွေးထွေးရှိကြရမှာဂွန်တွေဆုံးဖြင့်လားဗကံပဲ့တွေနဲ့လိန်ကပ်ညှိတွေ့ခဲ့ပြီးဒလခကြီးမှာကျွန်ုပ်စုံကြီးခဲ့တာဟာနောင်တစကားပါ ပြုံးမိမှားလေခြင်းဆိုတဲ့နောင်တပါဣဇဒာနဲ့ရှင်နဲ့တရားတန်ဝေကမဟုတ်ဘူးဂျာဇာတင်းကြအမတ်ကြီးနောင်တစကားဆိုတာမဆန်းပါဘူးသူဟာတန်ဝေကို ယူတတ်သူမှမဟုတ်ခဲ့ပဲကို ကျွန်တော်ဆက်နားလည်နိုင်အောင်ကြိုးစားပါမယ်အမတ်ကြီးခင်ဗျာဒါပေမဲ့တခုမေးပြရသေးမေးပါလူကလေးအဲ့ဒါဟာနောင်တဆိုရင်တန်ဝေခကဘောအမတ်ကြီးဘယ်ချိန်ယူခဲ့ပါကလေးအေးအဲ့ဒီအပုတ်ပြတ်သွားပြီးပြင်းထန်တဲ့ယောဂနဲ့နောက်ဆုံးအချိန်ရောက်တော့မှပဲကျွန်ုပ်နောင်တနဲ့တန်ဝေခကိုခွဲခြားနားလည်ခဲ့တယ်ရင်ထဲမှာတစုံတစ်ခုပြိုကျသွားသည်ဟုခံစားရကမျက်လွာဆောင်ကိုတင်းတင်းကြီးပိတ်လိုက်ပြီးသည် ပြန်ခွင့်လိုက်တော့အမတ်ကြီးရှိတော့မြေကမ်းထက်မြင်ဝင်းကိုကမြင်နေရသေးသည်တပင်ကြီးများကျိုးပြက်လျက်ပန်းပြားပင်များဖွာရတဲ့ကျဲလျက်